မန္တလေးကိုဗဟုပြုပြီးပြည်ရန်၄သမလေးဆင်းရှင်ငလင်လောက်ကမှုပြည်သူများအထိတ်တလန့်ဖြင့်မန္တလေးမြို့ကိုဗဟုပြုပြီးတော့အင်အားတင်းတင်းရှိရငလင်လောက်ကမှုပြည်သူများအထိတ်တလန့်ပြားကြောင့် NUG ရဲ့ထုတ်ပြန်ချက်နဲ့ဒေသပြည်သူတွေရဲ့ပြောကြားချက်အားသိရပါတယ်။ဧပြီလ29ရက်နေ့မြန်မာစံတော်ချိန်ည10:25မိနစ်ချိန်ခန့်မန္တလေးတိုင်းမန္တလေးမြို့နီးမြေအောက်နဲ့30ကီလိုမီတာကိုဗဟုပြုပြီး Richardson K4.4 စင်နဲ့အင်အားတင်းတင်းရှိတဲ့မြင်းကလေးတစ်ခုလောက်ကတ်သွားခဲ့ကြောင်း မျိုးသားညီညွတ်ရေးအစိုးရအလို့သားကျင်းစာနာထောက်ထားရင်းနဲ့ဘေးရန်ဒီရဲ့ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနကရှမနေညပိုင်းမှာတရင်ထုတ်ပြန်ပါတယ်။ည09:25မိနစ်ချိန်မန္တလေးစကိုင်းနယ်ပြည်ဦးနယ်တို့မှာတိတိတသာငလင်လောက်ကမှုတက်ပြစ်ပြီးပြည်သူတွေထိတ်လန့်ဖြစ်ကြကြောင်းမန္လိမြို့ပေါ်မှာပြည်သူချို့မှာနေထိုင်ရာအိမ်တွေမှာလက်မဘော်သူဆင်းပြေးကြကြောင်းသိရပါတယ်။မနေ့ပြန်ငလင်ကြီးလောက်တာတလားပြည့်မယ်လို့တွေးနေတော့မှရှိသေးတဲ့အတန်ကြီးနဲ့ငလင်လောက်တဲ့နှစ်ချက်တတိယရင်ထိုးသွားတယ် ဒီညတော့လမ်းပေါ်မှာပဲအိတ်လိုက်တော့မယ်လို့မဲလေးမှာအောင်မြင်မြင့်နဲ့မှပြည်သူတော်ကဆိုပါတယ်။အလားတူသခိုင်းနဲ့ပြင်းလင်းတို့မှာလည်းယနေ့ည09:25မိနစ်ချိန်ကလင်းတိတိတတလောက်ခတ်သွားရလို့ဒေသပြည်သူတွေကဆိုကြပါတယ်။2025ခုနှစ်ဧပြီလ29ရက်နေ့မြန်မာစံတော်ချိန်ည09:25မိနစ်ချိန်ခန့်မှာမန္တလေးတိုင်းမန္တလေးမြို့နီးမြေအောက်နဲ့30ကီလိုမီတာဘဟုပြုပြီးရစ်ချက်စတာစကေး၄.၄စင်းနဲ့အင်အားတင်းတင်းရှည်မြင်းကလေးတစ်ခုတက်မှန်လောက်ကခဲ့ပါတယ်။ မတ်လ20ရက်နေ့ပြည်ယခုနေ့သတ္တမခုနေ့စဉ်ရှိသကိုင်းကလင်ကြီးလောက်ကပ်ပြီးချိန်မှစတင်ပြီးတလပြည့်တဲ့အထိနောက်ဆက်တွဲကလင်ပေါင်း159ခုလောက်ကပ်ခဲ့ပြီးဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့မန္တလေးကိုဗဟိုပြုပြီးပြည်ယ၄သတ္တမ၄စဉ်ရှိကလင်လောက်ကပ်မှုပြည်သူများအထိတ်တလန့်ဖြင့်20ရက်နေ့သကိုင်းကလင်ကြီးပြည်တလပြည့်ချိန်နောက်ဆက်တွဲကလင်များလှုံနေစဉ် မလေးမြို့ကိုပေါ်ပြပြီးအရာတင်တင်ရှိတဲ့ငလင်လောက်ကမှုပြည်သူတွေတိတ်တလန့်ပြန်ကြောင်းအန်ယူဂျေထုတ်ပြန်ချက်နဲ့ဒေသပြည်သူတွေပြောကြားချက်ရသည်ရပါတယ်။ဧပြီလ29ရက်နေ့မြန်မာစံတော်ချိန်ည09:25မိနစ်ချိန်ကမန်လေးတိုင်းမန်လေးမြို့နီးမြောင်းနဲ့30ကီလိုမီတာကိုပေါ်ပြပြီး register scale 4.40နဲ့အရာတင်တင်ရှိတဲ့မြင်ကလေးတစ်ခုလောက်ကသွားခဲ့ကြောင်းအမျိုးသားညွေဆိုရလူသားချင်းစာနာထောက်ထားရတဲ့ဘေးအနေအဆန်အစီအမံကန့်ကွက်ဝင်ကြီးဌာနကရှင်းပြနေကြပါတယ်ထုတ်ပြန်ခဲ့ပါတယ်။ မန်ချလာ၂၀ရက်နေ့ပြည်ကုန်းတသမာကုန်းနေစဉ်ရှိဇကိုင်းငလင်ကြီးလောက်ကချင်းကစတင်ပြီးဒလပြည့်အထိနောက်ဆက်တွဲငလင်ပေါင်း158ကျိုင်လောက်ကခဲ့ပြီးဖြစ်ပါတယ်။ဆက်လက်ပြောမင်းလောင်းမြို့နယ်မှာစစ်တပ်စစ်ကြောကိုကြားပြတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၆ဦးသေဆုံးပဲခူးတိုင်းမင်းလာမြို့နယ်မှာဂျပန်စစ်တပ်စစ်ကြောကိုကြားပြတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်းအသာရိခိုင်တပ်ရဲ383ညနေမှာတာဝန်ရှိသူကပြောပါရယ် ဧပြီလ26နေ့မနက်9:00နာရီခန့်မှာမင်းလုံးမြို့နယ်အပိုင်းဘကိုရွာမှာဆက်ရှိကြရတွေမှာစစ်ပေးရှောင်တဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုလိုက်လံပေါက်တွဲခွင့်ယူနေတဲ့စစ်ကောင်စီတပ်သားတွေကစားချောင်းရတဲ့ကျိုးတရာပေါ်တလာစေတာရိကိုင်တဲ့383ညနဲ့တက်ခွင့်နေရဲဘော်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ရင်တိုက်ခိုက်မှုတွေတော်လိုင်းရဲဘော်တွေကပြစ်ကတ်တဲ့40မမပုံသီးနှလုံးကစစ်တပ်စစ်ကြောင်းမကြောက်ပါခွဲခဲ့ပြီးတော်လိုင်းရဲဘော်တွေကလည်းလက်နက်ငယ်နဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့ကြအောင်စစ်ကောင်စီတပ်သားကြောင်းမြင့်မြင့်သိမ်းဆုံးခဲ့ကြအောင်သိရပါဗျာ စစ်ခွေးရုပ်ထဲကို40မမပုံသည်တိုက်ရိုက်ကြရောက်ပောက်ကွဲပြီးတော့နောက်ပြီးတော့လက်နက်ငယ်နဲ့လည်းဝိုင်းပစ်တော့စစ်ခွေးတွေထိခိုက်သိမ်းဆုံးခဲ့တာမျက်မြင်စစ်ခွေးချောက်ောက်သိမ်းဆုံးပါတယ်အများအပြားလည်းထိခိုက်တယ်ရရလို့တော်ရီကတည့်ရ3ရက်3ညနေတော်ရှိသူကပြောပါတယ် ဆက်လက်ပြီးလည်းအထိတ်အတိတ်တိုက်ပွဲဖြစ်ပွားလာနိုင်ရင်ပြည်သူများအနေဖြင့်စစ်ကောင်စီတပ်သားတွေနေတော်လာနေတိုင်းမှုတွေလုံးဝမပြုလုပ်ကြရရနဲ့အထိနာနေတဲ့ဂျပန်စစ်ကောင်စီတပ်သားတွေကလေကြောက်တိုက်ခိုက်မှုတွေဖြင့်ပြည်သူတွေကိုလူသားတိုင်းဖြစ်ဖက်စေခြင်းလူမဆန်စားဖန်စီတပ်ဖြတ်ခြင်းတွေလုံဆောင်နေပြီးအထူးသတိထားနေထိုင်ကြတဲ့အတော်ရီခဲတဲ့တောင်ရှိသူကဆက်လက်ပြောဆိုပါတယ် ထို့ပြင်ဧပြီလ29ရက်နေ့ကလည်းတော်လိုင်းတပ်ဖွဲ့နဲ့ဂျပန်စစ်တပ်တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကထိခိုက်ဒေဆုံးမှုများပြားပြီးအလံပြူထိုင်းအလင်းဝင်သောစစ်ကောင်စီတပ်သားရဲ့ရှေ့ကြောင်ဒေသတွေစေတရမြစ်တွေထံကနေသိရပါဗျာ။ ဆက်လက်ပြီးစင်ပောင်ဝဲမြို့နယ်ဒနုံမြန်ဂိတ်ကထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကကြားပြတိုက်ခိုက်မှုပိုကြီးပြုံမောင်းပါဝင်စစ်သားရှေ့ဦးသေးဆုံးမကွေးတိုင်းစင်ပောင်ဝဲမြို့နယ်ဒနုံမြန်ဂိတ်ကနေထွက်လာတဲ့ကြပ်ဖက်စစ်ကောင်စီတပ်သားတွေကကြားပြတိုက်ခိုက်ရပိုကြီးပြုံမောင်းပါဝင်စစ်သားရှေ့ဦးသေးဆုံးကြောင်းတရက်ခန့်အမှန်ငါတိုင်တာဝန်ရှိသူကပြောပါရယ်ဧပြီလ23ရက်နေ့ညနေ4နာရီခန့်မှာစင်ပောင်ဝဲမြို့နယ်ဒနုံမြန်ဂိတ်ကနေပိုကြီးပြုံမောင်းဆောင်တဲ့ကြပ်ဖက်စစ်ကောင်စီတပ်သားတွေကဝါစစ်မြန်ဂိတ်ကိုကားနဲ့တက်လာစဉ်ဒေါ်လိုက်တပ်ဖွဲ့တွေကရင်းကိတ်နေကြပြတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရယ် ရဲတိုက်ခိုက်မှုတွေပေါ်သေးဖြူမောင်းပောင်းဝင်ဂျပန်စစ်ကောင်စီတပ်သားရှိဦးသိဆောင်မိအများအပြားထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းတိုက်ပွဲတွေဝါစစ်မြောင်ကိကနဲ့ဂျပန်စစ်ကောင်စီတပ်သားတွေကလက်နက်ကျင်းနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လဲဒေါ်လင်းရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်တနုံမြောင်ကိကနဲ့ပေါ်ကြီးဖြူမောင်းဆောင်တဲ့စစ်ခွေတွေကဝါစစ်မြောင်ကိကိုကားနဲ့တက်လာတဲ့ချိန်ကိုဝါစစ်မြောင်ကိနာမှာဒေါ်လင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့တာ တိုက်ပွဲတွေမှာဗိုလ်ကြီးဖြုံမောင်ပါဝင်စစ်ခွေးရှိကောင်တိတ်ဆုံးမာတဲ့စစ်ခွေးများပြလဲတရားရရှိတဲ့ဝါစစ်မြောင်ကိကစစ်ခွေးရဲ့လက်နက်ကျင်းနဲ့ပြန်လဲပြစ်ခတ်တဲ့တော်လိုင်းရဲဘော်တွေတိုက်ခိုက်မရှိပြန်လဲစကွာခဲ့လို့တရက်ခဲအမှန်ငါတိုင်တာဝန်ရှိသူကပြောပါတယ်အစောပိုင်းတိုက်ခိုက်မှုကိုတရက်ခရအမှတ်၅တရင်ပုံနာဝရီပြည်သူ့ကာကွယ်ရေးဖွဲ့ဖိုင်ဘာကင်ကော်လန်တရက်ခရအမှတ်၄တရင်မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့ပြည်သူ့ပြည်သူ့ကာကွယ်ရေးဖွဲ့တောင်ရင်ကျူကပူးပေါင်းလို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးတောင်တာမြို့နယ်တောင်ကမောက်ရွာကိုစစ်တပ်ကလေနဲ့ပုံစံတိုက်ခိုက်မှုကြေရတွေရှင်နေများမိလောင်ပြက်စီမန္တလေးတိုင်းတောင်တာမြို့နယ်တောင်ကမောက်ရွာကိုဂျပန်စစ်တပ်ကလေနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ကြေရတွေရှင်နေနေမိလောင်ပြက်စီခဲ့ကြောင်းဒေသပြည်သူတွေကပြောပါရယ်ဧပြီလ29ရက်နေ့မနက်ပိုင်းမှာတောင်တာမြို့နယ်တောင်ကမောက်ကြေရမှာဂျပန်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ကလေနဲ့ပုံစံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရယ်အကြပ်ပတ်စစ်တဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြေရတွေ့ရှိနေတဲ့မိလောင်ပြက်စီးခဲ့ပြီးလက်ရှိချိန်ထိပြည်သူတွေဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ တောင်ကမောက်ကျရာကနေ130ကျော်ရှိရကျရာဖြစ်ပြီးဂျပန်စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်နေမြမီလောင်နေစင်မှာပြည်သူတွေကကျရာတွင်သောဝင်ရောက်မိငိမ့်တဲ့လုံဆောင်ခဲ့တော့လဲစစ်ကောင်စီတပ်သားတွေလိုက်လံပစ်ကတ်တာကြောင့်ပြည်သူတွေပြန်လည်ထွက်ပြေးခဲ့ကြကြောင်းသိရပါတယ်လရှိချိန်မှာဂျပန်စစ်တပ်စစ်ကြောင်းကတောင်ကမောက်တောင်ကျင်းမှာဆက်လက်တပ်ဆွဲထားကြောင်းကြေအတွေ့ရှိပြည့်စည်မှုခြင်းတွေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်ရှင်။နားဆင်အားပေးကြတဲ့အတွက်အတူပဲကျေးဇူးတင်ရှိပါတယ်။